နေတို့ပြည်သူ့နဲ့မြင့်မြတ်တို့တောင်းရောက်ထဲမှာအခုလက်ရှိဘသူကပုံပြီးအောင်မြင်နေတာလဲမင်္ဂလာပါပြည်သက်ကြီးတို့ရဲ့အားလုံးကြည့်ကြတဲ့အတိုင်းပဲယခုလက်ရှိမင်းသားတွေထဲမှာနာမည်အကြီးဆုံးကိုပြောရမယ်ဆိုရင်တော့နေတို့မြင့်မြတ်ပြည်သူ့ဆိုပြီးမင်းသားတောင်းရောက်ကတက်ပြေးလျက်ရှိနေပါတယ်မင်းသားတောင်းရောက်စလုံးကအကယ်ဒမီစုတွေကိုရရှိထားပြီးတော့ဘဝလက်တွဲပေါ်အသီးသီးနဲ့ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီးပဲဖြစ်ပါတယ်အခုလက်ရှိမှာတော့မင်းသားတောင်းရောက်ထဲကဘသူကပုံပြီးအောင်မြင်နေလဲဆိုတာကိုကျမတို့လေ့လာကြည့်ရအောင်ပါ ပထမဆုံးတယောက်အနေနဲ့ကတော့ PDU ပါ က်ရှိအချိန်မှာ BTU ကမြန်မာရုပ်ရှင်လောကမှာအကယ်ဒမီ၅ဆုဆိုတဲ့မှတ်တမ်းနဲ့အနုပညာဂုဏ်သိက္ခာမြန်မာဆုံးနေရာကိုအခိုင်အမာယူထားတဲ့သူတဦးလည်းပဲဖြစ်ပါတယ်။စုတစိတ်ကသာလျှင်အနုပညာရှင်တယောက်ရဲ့တကက်တံမှုကိုပြောပြတယ်လို့ယုံကြည်တဲ့ပရိသတ်တွေအတွက် BTU ဟာမေကွန်ထုတ်ဆရာမလို့တဲ့ထိတ်ဆုံးခေါင်းဆောင်တယောက်ဖြစ်နေသေးပါပဲ။သူ့ရဲ့ drama ဇာတ်ရုပ်တွေစိတ်ခံစားမှုပြင်းထန်တဲ့တယောက်ဆောင်မှုတွေကမြန်မာရုပ်ရှင်သမိုင်းကိုရွှေမြင်နဲ့ရည်ထိုးခဲ့တယ်လို့ပါပဲ။ကျန်တဲ့သူတွေကအကယ်ဒမီဆုတွေထက်ရဖို့အသေးအတန်စူးစမ်းနေရတော့မှ BTU ကတော့သူ့ရဲ့တရက်ပူပူငင်းငင်းတက် သက်ဆောင်ထားစေပါပဲ။အကယ်မီ၅စုဆိုတဲ့မှတ်တမ်းဟာမြမရုပ်ရှင်သမိုင်းမှာနေရာတစ်ခုလိုခိုင်မာနေပါတယ်။အခြားသူတွေ၄စုရတာတော့မှပြည်သူ့ကတဆုတာနေတာကအမှုပညာအရဆိုသူကကြံတဲ့သူတွေထက်အမြဲတဆင့်တာတယ်လို့သူရဲ့ပြိဿတွေကအခိုင်အမာပြောဆိုနေကြပါတယ်။သူတယောက်ဆောင်တဲ့စိတ်ရောကတဲ့ဇက်ယုတ်အယူဆိုတန်းတဲ့သူသားရဲ့ဇက်ယုတ်တိုင်းမှာစိတ်ဝိညာဉ်ကိုထည့်သွင်းပုံဖော်နိုင်တာကသူ့ရဲ့မွေးရပါစွမ်းရည်ပါပဲ။သူ့ကိုကြော်ခြင်းရင်သူရရှိထားတဲ့၅စုကိုကြော်နိုင်ဖို့အရင်စဉ်းစားရပါလိမ့်မယ်။နံပါတ်1နေတော့ မြမပြည့်နေရာတိုင်းမှာသူ့ရဲ့နာမည်ကိုခလေးကအစလူကြီးအဆုံးမသိတဲ့သူမရှိပါဘူး။နေတို့ဟာလက်ရှိအချိန်မှာပြိတ္တအင်အားအကြီးမားဆုံးနဲ့ဩဇာအာဏာအခိုင်အမာဆုံးကိုပိုင်ဆိုင်နေတဲ့သူပါ။သူရုပ်ရှင်တကားရိုက်ပြီဆိုရင်ကြောညာတစ်ခုရိုက်ပြီဆိုရင်ပွဲတစ်ခုတက်ပြီဆိုရင်လူမှုကွန်ရက်တစ်ခုလုံးကလှုပ်ခါသွားတာပါပဲ။အကယ်မီလေးစုကသူ့ရဲ့အရေးအချင်းကိုဖော်ပြနေပေမဲ့သူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့ပြိတ္တရဲ့တခန်းနဲ့အားပေးမှုပဲဖြစ်ပါတယ်။အကယ်မီစုကကံတရားနဲ့ဆိုင်တဲ့ ါပေမဲ့လူချင်းလူခင်များပြီးအောင်မြင်နေတာကသူ့ရဲ့စွမ်းဆောင်ရည်ပဲလို့ပြည်သက်တွေကရဲရဲမှုပြောနေကြပါတယ်။လက်ရှိခရီးစည်းကြောင်းကိုဦးဆောင်နေသူကတော့နေတိုးပဲဖြစ်ပါတယ်ရှင်။အကယ်ဒမီလေးစုကသူ့အရေးချင်းကိုပြပေးမယ်။သူ့ရဲ့အကြီးမားဆုံးစုကတော့မြမပြည်သူပြည်သားတွေရဲ့နေစဉ်ဘဝမှာနေရာယူထားနိုင်တာပါပဲ။မြို့ပြကလူတွေကကျေးလက်ကလူတွေကပါသူ့ကိုပို့ပြီးချစ်ခင်အားပေးကြတယ်။အကယ်ဒမီရတာတဲ့မြမပြည်သူပြည်သားတွေရဲ့ရင်ထဲမှာရှိနေရတာကပို့ပြီးအောင်မြင်တာပဲလို့နေတိုးရဲ့အားပေးသူတွေကပြောနေကြပါတယ်။ ရုပ်ရှင်ယုံတိုင်းယုံတိုင်းမှာယုံတင်တဲ့အခါတိုင်းမြင့်မြတ်ရိုက်ပူထားတဲ့ရုပ်ရှင်ကားတွေကမပါမဖြစ်ပါပဲမြင့်မြတ်ကတော့အကယ်ဒမီနှစ်ဆုတာရရှိထားပေမဲ့လက်ရှိရုပ်ရှင်လောကရဲ့စီးပွားရေးအောင်မြင်မှုမှာတော့ဘယ်သူကမှသူ့ကိုမမြင်နိုင်သေးပါဘူးရုပ်ရှင်တကားရဲ့ဝင်ငွေအကောင်းဆုံးဖြစ်ဖို့ဆိုရင်မြင့်မြတ်ပါကိုပါမဖြစ်မယ်လို့ရုပ်ရှင်ထုတ်လုပ်သူတွေကယုံကြည်ထားကြရပါတယ်သူကဟာတာစကားတွေကိုအဓိကဦးဆောင်ပြီးပြည်သက်တွေရဲ့အပြည့်မှုကို တခဲနဲ့ရရှိထားတဲ့သူလည်းဖြစ်ပါတယ် စုတွေကနိုင်ငံမှာချိတ်ဖို့ရုံဝင်ငွေကအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုလို့ဈေးကွက်ကိုနားလည်တဲ့သူတွေကမြင်ကြပြီးဒီလောကမှာတော့မြင်မြတ်ကအောင်ပွဲခံနေသေးပါပဲမြင်မြတ်ရဲ့အောင်မြင်မှုဟာကိန်းကနက်တွေနဲ့စကားပြောပါတယ်ရုပ်ရှင်တင်တဲ့အခါတိုင်းမြင်မြတ်ကဟာလူကြည့်များပြီးအောင်မြင်မှုရရှိနေတာပဲဖြစ်ပါတယ်သူမပါတဲ့ရုပ်ရှင်နဲ့သူပါတဲ့ရုပ်ရှင်ရဲ့ဝင်ငွေကမိုးနဲ့မြေလိုပွားချရတယ်ပတ်စံရှာမပေးနိုင်တဲ့စုတွေကဘာမှအတုံးမဝင်ဘူး ုပ်ရှင်လောကကိုလည်းပက်စေတာကမြင့်မြတ်ပဲလို့ထုတ်လုပ်သူတွေနဲ့စီးပွားရေးသမားတွေကအခိုင်အမာပြောနေကြပါတယ်။သူကရုပ်ရှင်ဈေးကွက်ရဲ့အရှင်ဟွန်ကိုနားလည်ပြီးပေါ့ပေါ့ပပနဲ့ခက်နဲ့လိုက်တဲ့ဇာတ်ကားတွေကိုဖန်တီးနိုင်တယ်။ ဒါကြောင့်လက်ရှိလူငယ်ရဲ့ကြားမှာသူ့ရဲ့အရှင်ကမကြဆင်သေးပါဘူး။ဒီမနာသုံးအောင်စလုံးဟာအောင်မြင်မှုအသီးသီးကို ပိုင်ဆိုင်ထားပေမဲ့လည်းဘသူကပိုအောင်မြင်နေလဲဆိုတာကိုစဉ်းစားကြည့်ရမယ်ဆိုရင်တော့အစလာကြီးမားပြီးလက်ကြီးတဲ့အကယ်ဒမီ၅ဆုရှင်ပြည်တည်ဦးလား။သူတွေကအရေးမကြီးဘူး။ကြော်ကြားတဲ့အောင်မြင်မှုကသာအရေးပါဆုံးဆိုတဲ့နေတိုးလား။ရုံဝင်ငွေစံချိန်တွေတစ်ခုချင်းစီတိုင်းချိုးနေတဲ့မြင့်မြတ်လားဆိုတာကတော့ပရိသတ်ကြီးကိုပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့လူပညာရှင်တွေအကြောင်းကိုဆက်ပြီးတင်ဆက်ပေးအောင်မှာမို့လို့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါရှင်။ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါ